စင်ရဲ့မြောက်ရဲ့ခါရဲ့မိတ်ဆွေသုံးခုကြောင်းဆိုပြီးတော့ဟုတ်လားအဲ့ဒီဇက်တော်ကိုမြတ်စွာဘုရားဟောတာဒါလူငယ်လေးတွေနည်းနည်းလေးသိတဲ့နဲ့ထင်လို့ဘုံဘုံအကြံကြီးလေးပြောပြမယ်နော်တခုသောဘဝကဖရာလောင်းကခါငဲ့ဖြစ်တယ်အဲ့ဒါညောင်မင်းကြီးတပင်ကိုအမိပြုတ်ပြီးတော့နေတယ်အဲ့ဒီညောင်မင်းကြီးကိုအမိပြုတ်ပြီးတော့နေတာကသူ့တကောင်နဲ့မဟုတ်ဘူးရှင်တကောင်ကလည်းပဲအဲ့ဒါညညဆိုအဲ့ဒီညောင်မင်းအောက်လာအိတ်တယ်ညောင်မင်းကလည်းအကြီးကြီးပေါ့နော် ညောင်တကောင်ကလည်းအဲ့ဒီညောင်ပင်မှာနေနေတယ်။ဒါကြားတဲ့အခါကျတော့သူတို့တငယ်ချင်းဖြစ်ကြတယ်ပေါ့မိတ်ဆွေဖြစ်ကြတယ်ပေါ့။ဘလို့ပဲသူတို့နေနေကြရင်းနဲ့နောက်တော့ဘုရားလောင်းကပြောတယ်တဲ့။မတို့ဟာအချင်းချင်းယုံတင်မှုလေးစားမှုမရှိဘဲနဲ့တော့ဒီလိုနေရတာတကယ်တမ်းကမသင့်တော့ဘူး။တယောက်နဲ့တယောက်ဘယ်သူဟာအကြီးဘယ်သူဟာအငယ်ဘယ်သူဟာပိုပြီးတော့ဘယ်သူကိုလေးစားသင့်တယ်ဆိုတဲ့ဥစ္စာကတော့ရှိသင့်တယ်။အဲ့ဒါလို့ဆိုလို့ရှိရင်ဘာကိုအကြောင်းပြုပြီးတော့ တို့ဟာတယောက်ကိုတယောက်ယူသေးတဲ့သဘောကိုယ့်ထက်အကြီးအကဲထားမှာတော့ဆိုတော့အသက်ကိုအကြောင်းပြုပြီးတော့တို့တယောက်ကိုတယောက်ယူသေးမှုပြုမယ်ဘယ်သူအသက်ကြီးတယ်လဲဘယ်သူအသက်ကြီးတယ်လဲဆိုတော့သူတို့အသက်လဲသူတို့ဟာတကယ်တမ်းကမသိဘူးမသိတဲ့အခါကျတော့တို့ဒီအမိပြုပြီးတော့နေတဲ့ညောင်မင်းကြီးကိုပဲအခြေခံပြီးတော့တို့သုံးကောင်မှာဘယ်သူအသက်ကြီးဆုံးလဲလို့တို့စဉ်းစားကြည့်မယ်ပေါ့နော်အဲ့လိုဆိုရင်ဆင်ကြီးကိုမေးတယ်မင်းဒီပင်ကြီးကိုဘယ်တော့မှစမင်းမှတ်မိတော့ ဲ့ဆင်းရပြောတယ်တဲ့ဒီပင်လေးတုန်းကငါကာယခွတ်ခွတ်ပြီးတော့သွားနေတာဒီညောင်ပင်လေးကိုအဲ့ဒါငါတော်တော်ကြီးလာတော့ဒီညောင်ပင်ကငါရဲ့ချက်ကလေးကိုတောင်လာထိနေတာနည်းနည်းလေးကြီးနေပေါ့နော်အဲ့လိုပြောတော့မြောက်ကဘာပြောဆိုတော့ဟာအဲ့လိုဆိုရင်ငါမင်းနဲ့ကြီးရဲ့တဲ့ဘုန်းဆိုငါဒီအပင်ကိုမော့ပြီးတော့တောင်ကြိုက်တာမဟုတ်ငုံပြီးတော့ကြိုက်တာတဲ့အညောင်ထွက်ခါတာလေးတေးသေးလေးပေါ့နော်အဲ့ဒီအညောင်လေးကိုငါကြိုက်စားဘူးတောင်ငါမှတ်မိတယ် အဲ့လိုပြောတဲ့အခါကျတော့ဘုရားလုံးကအဲ့လိုဆိုရင်မင်းတို့နှစ်ကောင်နဲ့ငါဘူကြီးတယ်တဲ့။ဘာဖြစ်လို့ဆိုတော့ငါငှဲ့ရလို့ဖြစ်လာတဲ့အခါဒီညောင်မင်းကရှိကူမရှိသေးဘူးတဲ့။ဒီနားမှာညောင်မင်းကိုမရှိသေးဘူးတဲ့။အဲ့တော့ဒီညောင်မင်းကဒီပြင်တနေရာညောင်မင်းအကြီးရှိတယ်။အဲ့ဒီအပင်ကနေပြီးတော့ငှက်တွေကညောင်သေးတွေစလာပြီးတော့ညောင်သေးကိုဒီနေရာမှာမစင်စွန့်လို့ညောင်မင်းရလို့ဖြစ်လာတာတဲ့။ဒီနားမှာညောင်မင်းမရှိခင်ကစငါဖြစ်နေတာ။ဒီညောင်မင်းရဲ့တမိုင်းကိုသူကပို့ပြီးတော့တည်နေတယ်ပေါ့နော်။ ဲ့ဒါကိုကြည်လိုက်တဲ့အခါကျတော့ခါကအကြီးဆုံးဖြစ်တော့အဲ့ဒီခါရဲ့စကားကိုပဲနားထောင်းပြီးတော့ဟုတ်လားခါကိုပဲအယုသေးပြုတ်ပြီးတော့အကြီးအမှုထားပြီးတော့သူတို့နေကြတယ်ပေါ့အဲ့တော့ဒါကတော်တော်တော့စဉ်းစားရကောင်းတဲ့ကိစ္စလို့ဘုံဘုံကထင်တယ်ဟုတ်လားကိုယ့်ရဲ့ဘဝမှာကိုယ့်ထက်တော်တယ်ကိုယ့်ထက်သိတယ်ကိုယ့်ထက်ကောင်းတယ်လို့အလေးကရုထားเสียပုံကိုမရှိဘဲနဲ့နေရတာတကယ်တမ်းကတော့အနှစ်သာရစိတ်သုံးတယ်လို့ဘုံဘုံကတော့ထင်တယ် ဟုတ်လားစဉ်းစားကြည့်လူတွေကမမနာတွေနဲ့နှုတ်ကိုအထက်ဆိုဘာမှမထားကျင်တာတွေက အခြေခံတွေကရှိတတ်တာ။အိုးတကယ်တမ်းကကိုယ့်ထက်တည်တယ်ကိုယ့်ထက်တော်တယ်ကိုယ့်ထက်ကောင်းတယ်ဆိုတဲ့ပုံကောင်မြန်တွေ့ရမယ်ဆိုရင်ဒါယူသေးတဲ့စိတ်နဲ့အော်ဒါငါ့ထက်ငါ့ထက်တော်တဲ့လူပဲဆိုတဲ့အကြီးအမှုအကြီးအကဲအလေးကရုထားပြီးတော့နေသင့်တဲ့လူတယောက်ကတော့အနည်းဆုံးရှိသင့်တယ်ပေါ့နော်။